ယေရှုခရစ်တော်အဖြစ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ဘုရားရဲ့သားသမီးတယောက်စီတိုင်းကိုမင်္ဂလာနှစ်သိလေးပါလို့နှုတ်ဆက်တာလိုက်ပါတယ်ဒီကနေ့9ရက်9လ2025ဘုဒ္ဓဟူးနေ့ရဲ့နေ့ဒီကင်းနဲ့တည်ထမသာရဖျားသည့်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေတော့သာရဖျားသည့်တင်နဲ့မျက်နာတော်အလင်းကိုလွေ၍ကယူနာယေရှုပြုတော်မူပါစေတော့သာရဖျားသည့်တင့်ကိုမျှကြည့်၍ချမ်းသာပေးတော်မူပါစေတော့အာမင် ချီရမီတဆူမြာဒီကနေ့အဖေဘရဆာခင်းကြီးငါခင်းငယ်20ကိုတူတူကစီရင်ခွာယူကြပါစို့ခတ်သိမ့်သောအရာတို့၌ဂျေဇူးတော်ကြီးလာပါ၏ဟုငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ခမည်းတော်ဘုရားသခင်ရှေ့ကာလအစဉ်မပြောင်းဝန်ခံကြလောသမကျမ်းစာထဲမှာခတ်သိမ့်သောအရာတို့၌ဂျေဇူးတော်ကြီးလာပါ၏ဟုငါတို့သခင်ယေရှုခရစ်၏နာမတော် ငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်ပြီးမှခမည်းတော်ဖခင်ရဲ့ရှင်မဝန်ခံပါချစ်တဲ့မိသားစုများခတ်သိမ့်တော်အရာ ကြီးစုတော်ကြီးလာတယ်လို့ပြောတဲ့အခါမှာဖခင်ရဲ့ယေရှုတော်ကြောင့်ကျွန်တော်တို့အခုမြင်နေရတဲ့ဖန်ဆင်းခံအရာ အလုံးတွေဖြစ်လာတယ်သင်နဲ့ကျွန်တော်သုံးဆွဲတဲ့အရာအကုန်လုံးကဖခင်ကြောင့်ဖြစ်လာတယ်တယောက်ခတ်သိမ့်တော်အရာ ကြီးစုတော်ကြီးလာတယ်လို့ဝန်ခံပါကျွန်တော်တို့အခုအသက် อืมရှူသိင်းရှူထိတ်လို့နေတယ်ဆိုတာကလည်းဒါသူ့ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်။ကြောက်ခတ်သိင်းတော့အရာကိုတော့ကျေးဇူးတော်ကြီးတယ်လို့အစင်မပြဝန်ခံဖို့ဖြစ်တယ်။ခမီးတော်ဖျားရှိမှာအစင်မပြဝန်ခံဖို့ဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိန်းကလေးဆရာကျွန်တော်တို့လူတယောက်ရဲ့အသက်တာထဲမှာလည်းဖျားကိုမသိဖျားရဲ့ကျေးဇူးတော်ကိုမသိတဲ့လူတယောက်ရဲ့အသက်တာမှာမချီးမွမ်းတဲ့သူတယောက်ရဲ့အသက်တာမှာညှိတွားခြင်းနဲ့အပြစ်တင်ခြင်းနဲ့တကယ်ပဲအသက်တာထဲမှာ အာဘယ်လိုခေါ်မလဲစိတ်ညစ်စရာတွေပဲတွေးတော့မှာ။အိုးဝမ်းနည်းစရာတွေပဲတွေးတော့မှာ။စိတ်မကောင်းစရာတွေနဲ့ပဲပြည့်နေနေတော့မှာသူရဲ့နှလုံးသားထဲမှာ။ဒါပေမဲ့ဖယားရဲ့ကျေးဇူးတော်ကိုသိတဲ့သူတယောက်ရဲ့အသက်ထဲထဲမှာတော့လေ။အိုးကောင်းတာပဲတွေ့တွေ့ဆိုးတာပဲတွေ့တွေ့ဖယားရဲ့ကျေးဇူးတော်ပဲ။ဖယားကျေးဇူးတော်ကြောင့်ကောင်းတာတွေ့တယ်။ဆိုးတာတွေ့တဲ့အခါမှာလဲဖယားသခင်ဒီရပြတွေ့တဲ့အခါမှာ တမ်းမတက်နိုင်ဘူးကိုတော့ဘယ်လိုလုပ်မလဲကိုတော့အကောင်းဆုံးလုပ်ပေးမယ်ဆိုတာကျွတ်တင်ချီးမွမ်းတယ်မဖြစ်လာသေးဘူးမဖြစ်လာသေးဘူးဒါပေမဲ့ကျွတ်တင်ချီးမွမ်းလို့ရတယ်ဘာကြောင့်လဲဆိုတော့သူရဲ့ဂျေဇူးတော်နဲ့ကျွန်တော်တို့ကတစ်ဆင့်ပြီးတစ်ဆင့်ကြော်ဖြတ်ခဲ့တယ်ရှစ်ဆက်အသက်တော်ထဲမှာလည်းသူရဲ့ဂျေဇူးတော်နဲ့ပဲဆက်ကြော်ဖြတ်မှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ခတ်သိမ်းတော့အရာဂျေဇူးတော်ကြီးလက်တယ်လို့အစဉ်အမြဲ ဝခင်ချီးမွမ်းနိုင်တဲ့တမ်းမြတ်အသီးသီးဖြစ်ဖို့အတွက်နှုတ်ဘတော်အဖြစ်မြတ်တဲ့ဝခင်ရတဲ့တင်းကိုဖျားရင်တာရောက်ကြည့်ပြပါစေအာမင်